မန်စီးတီးသင်းဟာတရားဒီကုံမှာအသင်းကနေထွက်ခွာမယ်။ဘယ်ဂျန်ဝါရဲ့ကွင်းလယ်ကစားသမားဒီဘရိုင်းနာအတွက်နှုတ်ဆက်ပွဲပြုလုပ်ခဲ့ပြီးရုပ်ထုတိဆောက်ကဂုံပြုတ်သွားမယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ အသက်33နှစ်အရွယ်ရှိဒီဘရိုင်းနာဟာ2015ခုနှစ်နွေရာသီမှာဥပတ်အသင်းကနေမန်စီးတီးအသင်းစီသို့ပေါင်55သန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါသူဟာမန်စီးတီးအသင်းအတွက်ဆယ်စုနှစ်တခုအတွင်းပြိုင်ပွဲစုံ420ပွဲမှာ106ဂိုးသွင်းယူခဲ့ပြီးအသင်းနဲ့အတူပရီးမီးယားလိ6ကြိမ်ချန်ပီယံလိ2ကြိမ်အပါအဝင်ဖလား16လုံးအထိရယူနိုင်ခဲ့ပါတယ်ဒီဘရိုင်းနာဟာဒီရာသီကုန်မှာမန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအသင်းဘက်ကစာချုပ်သစ်ကမ်းလှမ်းမှုမရှိတာကြောင့်ဒီရာသီကုန်မှာပြောင်းရွှေ့ချေလွန်နေထွက်ခွာမှာဖြစ်ပါတယ်မန်စီးတီးအသင်းဟာမေလ20ရက်နေ့ကဘုံမောက်အသင်းကို3ဂိုးတ ကုန်းနဲ့နိုင်ရခဲ့တဲ့ဒီပရီးမီးယားလိအိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာအသင်းကနေထွက်ခွာမဲ့ဒီရိုင်းနာကိုနှုတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။မန်စီးတီးကစားသမားတွေနဲ့ဝန်ထမ်းတွေကဒီရိုင်းနာကိုကတ်တော့ဟော်နာနဲ့ဂုဏ်ပြုခဲ့ကြပြီးအသင်းဘော်ဟောင်းတွေဖြစ်တဲ့အကွဲရိုကွန်ပဏီဖာနန်တင်ဟိုစတာလင်စာနေဂျိုဟတ်တို့ကရုပ်တံကနေသူ့ကိုဂုဏ်ပြုစကားတွေပြောကြားခဲ့ပါတယ်။ဒီရိုင်းနာကမန်စီးတီးအသင်းဟာသူ့ရဲ့အိမ်ဖြစ်တယ်လို့အဆချီက အသင်းနဲ့အတူမျှော်လင့်ထားတဲ့အထက်ပိုအောင်မြင်ခဲ့ပြီးသူ့ကိုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ဒီဘရိုင်းနာရဲ့နှုတ်ဆက်ပွဲမှာမန်စီးတီးနီးပြဂွာဒီယိုလာကိုမျက်ရည်နဲ့မြင်တွေ့ခဲ့ရပါတယ်။မန်စီးစင်းကအသင်းအတွက်အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ဒီဘရိုင်းနာကိုကွင်းပြင်ဘက်မှာရုပ်ထုတည်ဆောက်ပြီးဂုဏ်ပြုသွားမယ်လို့ကြေညာခဲ့ပါတယ်။